ဟိုးရှိရှိနှောင်းအောင်ပေါ့တော့တခုမှငှက်ကလေးတကောင်နေပါတယ်ငှက်ကလေးကအရန်ကိုစိတ်သဘောထားကောင်းပြီးတော့ချစ်စရာကောင်းပါတယ်ဒါပေမဲ့လည်းသူ့မှာထူးဆန်းတဲ့ဝါသနာတစ်ခုရှိတယ်သူကတနေ့တာမှမြင်သည်မြကြားသည်မြခံစားမိသည်မြဖြစ်ပျက်သည်မြအဆိုးအလုံးကိုကြောက်တုံးအပေါ်မှာရေးလိုက်ပါအဲ့ဒီကြောက်တုံးတွေကိုအိတ်လေးတစ်ခုနဲ့ထည့်ထားပြီးတော့ပြန်ပါတယ်ဒါလည်းသူ့ရဲ့အကျင့်တစ်ခုလို့ဖြစ်နေပါတယ်အဲ့သူကလည်းဒီလိုလုပ်ရတာကျင့်နဲ့ပျော်ရွှင်တာပေါ့သူတွေးတာကလည်းအကောင်းတွေကိုနှလုံးသားထဲမှတ်သားတာကောင်းတယ်မကောင်းတာတွေကြတော့ရေးမှတ်ထားတာကောင်းတယ် စိတ်ထဲမထားတင်ဘူးလို့တွေးထားအစာပိုင်းမှာတော့ तू ကပျော်ရှင်ပါလေ तू နေတိုင်းကြောက်တုံးနေအပေါ်စာရေးတဲ့လွယ်အိတ်ထဲထည့်ပြီးတော့ပြန်သွားတယ်အချိန်နေကြတာတော့သူ့ရဲ့အကျင့်ကလည်းပူပူဆိုးလာတာပေါ့နေတိုင်းကြောက်တုံးနေစုလို့သူ့လွယ်အိတ်ထဲမှာကြောက်ခဲတွေများလာပြီးတော့ပြန်ရတာလည်းခက်ခဲလာတာပေါ့ကြောက်တုံးနေရဲ့အလေးချိန်ကလည်းသူ့အပေါ်ကိုကြနေတာပေါ့သူသတိမထားမိသူ့ရဲ့အကျင့်ကလည်းတဖြည်းဖြည်းချင်းသူ့ကိုနာကျင်အောင်လုပ်နေပါလေရက်ပိုင်းမှာတော့ငှက်ကလေးကလည်းလမ်းတောင်မလျှောက်နိုင်တော့တနေ့တော့လည်းအဲ့ဒီငှက်ကလေးကလည်းသူ့ဆုထားတဲ့ကြောက်တုံးနေအောက်မှာပြီပြီးတော့သေသွားတာပေါ့ အဲ့ဒီငါကလေးကခက်ခဲတဲ့အချိန်မှာအထောက်ကူဖြစ်မယ်လို့ရေးမှတ်ခဲ့တဲ့အမှတ်တရတွေကသူ့ရဲ့အသက်ကိုယူသွားပါတယ်တကယ်ချင်းတော့ဒီပုံပြလေးကနေမှတ်သားစရာအမှတ်တရအဖြစ်ပြက်ကတော့ကောင်းကောင်းဆိုးဆိုးနောက်ခုစလုံးအတိတ်မှာပဲထားခဲ့တင်တယ်ပစ္စုပန်အထိအတူတူဆွဲမထားသင့်ဘူးဒီပုံပြလေးမှာတော့ငါကလေးရဲ့အကျင့်ကိုကြောက်တုံးနေရတဆင့်ဖော်ပြထားပါတယ်လက်တွေဘောမှာလည်းလူတွေကလည်းအတိတ်ကဖြစ်ပြက်တွေကိုယင်ထဲမှာတင်ထားတတ်ကြတယ်ပစ္စုပန်မှာနေထိုင်ရမယ့်အစားအတိတ်မှာပဲပြိမ့်မိနေကြတယ် အဲ့ဒီຢာတွေကိုမေ့ပြီးတော့ရှေ့သားမဆက်ရင်ယင်ထဲမှာဝင်တော့ဝင်ဖို့တခုခုလိုဖြစ်နေပြီးတော့ပျော်ရွှင်မှုနဲ့စိတ်အေးချမ်းမှုကိုရနိုင်မှာမဟုတ်ဘူးဖြစ်ပြီးသားအရာကောင်းကောင်းဆိုးဆိုးမေ့လိုက်ပါ။ဘာကြောင့်လဲဆိုတော့ဖြစ်ပြက်ပြီးသားအရာကိုပြုပြင်လို့မရပါဘူး။ပြစ်စုံပံဟောတာအကောင်းဆုံးစူးစမ်းနိုင်ပါလေ။အတွေ့အကြုံအစ်တေကိုလည်းစူးစမ်းတင်ယူပါလေ့လာပါ။ဘာကြောင့်လဲဆိုတော့လေဖြစ်ပြက်ခဲသမျှကိုလည်းပြန်ပြောင်းယူလို့မရပါဘူး။လက်ရှိချိန်မှာသာအကောင်းမွန်ဆုံးစူးစမ်းနိုင်ပါလေ။အရာအစ်တေကိုလည်းခံစားကြည့်ပါခြေလန်းအစ်တေစ။ဘဝမှာအောင်မြင်အောင်စူးစမ်းပါ။ ဒီပုံမြင်လေးကိုသဘောကျရင်လည်း like လေးပေးခဲ့ပါအောင်ခင်ဗျာဒီလိုပုံမြင်တွေကိုလည်းဆက်လက်ကြည့်ရှုနေခြင်းလည်း channel လေးကိုလည်း subscribe လုပ်ပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာဒီလိုပုံမြင်တွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာစောင့်မျှော်ကြည့်ရှုပေးကြပါတငယ်ချင်းတို့ရေ